ကမ္ဘာအင်အားကြီးဆုံးလက်တီစုပ်ကိုပိုင်ဆိုင်ထားတဲ့သူကဘယ်သူလဲဆိုတာသင်သိပါလားလူတွေလားဝေးလငားတွေလားမဟုတ်ပါဘူးသင်တို့ဒီဗီဒီယိုလေးတွေကိုမြင်ဖို့ကြာမှာပါကျွန်တော်နဲ့အတူလေ့လာကြည့်လိုက်ရအောင်ပါဒီကောင်လေးတွေကိုတော့ mantis swing လို့ခေါ်ပါတယ်မြန်မာလိုဆိုရင်တော့ပဇွန်တုတ်ကောင်လို့သိရပါတယ်ဒီဆွမ်းကလောကကတစ်ခုစားပဇွန်တုတ်ကောင်လေးတွေစီမှာပုံကွယ်နေပါတယ်သူတို့ကိုပင်လယ်ရဲ့လက်ဝဲသမားသိပ္ပံပညာရှင်တွေရဲ့စိတ်ကူးရင်ဇက်ကောင်လို့ခေါ်ကြပါတယ် စက္ကန့်ဝက်အတွင်းမှာလက်တိစုပ်ကတားကောင်ရဲ့ကိုယ်တော်ကိုဖြိုခွဲနိုင်တဲ့အထိပြင်းထန်ပါတယ်။သူတို့လက်တိစုပ်ရဲ့အရှင်ကကပ္ပဆွဲရတဲ့အစာပေါင်း2500ကျော်အရှင်ပြင်းပါတယ်။ဒီလှုပ်ရှားမှုကကြည်သင်ထက်တောင်မြန်ပြီးအလေးအမြန်နှုန်း3.331ရာခိုင်နှုန်းနဲ့ညီမျှပါတယ်။ရေထဲမှာလေပူပေါင်းလိုင်းတွေဖန်ပြီးကတားကောင်ကိုနှစ်ခါတည်စေနိုင်ပါတယ်။ဒါတွေမကပါဘူး။သူတို့ရဲ့မျက်လုံးတွေကတဘာဝရဲ့အံ့ဖွယ်တစ်ခုဆိုလဲမမားပါဘူး။ အယောင်ခံဆဲ12မျိုးမှ16မျိုးအထိရှိပြီးလူသားတွေမှာတော့3မျိုးသာရှိပါတယ်ကျွန်တော်တို့လူသားတွေမြင်နိုင်တာထက်ကိုအစားပေါင်း100ကျော်အထိပိုမြင်နိုင်ပါတယ်ခရမ်းလုံရောင်ကြီးကနေလက်စစ်တန်လိုက်လိုင်းတွေအထိဖမ်းယူနိုင်တဲ့ဒီမျက်လုံးလေးတွေကသူတို့ကိုပင်လယ်အောက်ကစူပါဟီးရိုးအဖြစ်ရည်တည်စေတာပါဒါပေမဲ့ဒီအံ့ဖွယ်တတ္တဝါလေးတွေကိုအိမ်မှာမွေးဖို့ကြိုးစားမယ်ဆိုရင်တော့သတိထားပါသူတို့ရဲ့တစ်ချက်လှုပ်ရှားမှုကဖန်ကန်တွေကိုကွဲစေနိုင်လို့ပါ ပစုံမှာတော့ဒီပစုံလေးတွေဟာကျွန်တော်တို့ကိုသတိပေးနေပါတယ်။တဘာဝတရားရဲ့ဖန်တီးမှုတိုင်းဟာလူသားတွေထင်မြင်ယူဆထားတာတွေပုံမှုစမ်းကြတယ်ဆိုတာကိုပါ။အဆုံးထိကြည့်ရှုပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်။ခုလိုမျိုးဘုဒ္ဓရရတဲ့ဗီဒီယိုလေးတွေကိုတင်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ကြဖို့မမေ့ကြပါနဲ့။